ဗီဇာလျှောက်ထားသူအများပြားတာကြောင့်ဧပြီလကစတင်ပြီးအွန်လိုင်းဘွတ်ကင်ယူပြီးမှသာလာရောက်လျှောက်ထားဖို့ရန်ကုန်မြို့မှာရှိတဲ့ဂျပန်တန်ယုံကထုတ်ပြန်ပါတယ်။ဂျပန်တန်ယုံမှာဗီဇာလျှောက်ထားရမှာအဆင်ပြေချုံးမွေ့စွာဆောင်ရွက်နိုင်ဖို့လျှောက်ထားသူတွေအားလုံးထံကပူးပေါင်းကူညီမှုကိုရရှိပေမဲ့လျှောက်ထားသူအရေအတွက်ဆက်လက်များပြားလျက်ရှိကြောင်းဒါကြောင့်လျှောက်ထားမှုတွေကိုပုံမှန်အဆင်ပြေချုံးမွေ့စွာလက်ခံဆောင်ရွက်နိုင်ဖို့အတွက်ဧပြီလကစတင်ပြီးအွန်လိုင်းဘွတ်ကင်စနစ်အသစ်ကိုအသုံးပြုသွားမှာဖြစ်ကြောင်းဒါကြောင့်ဂျပန်တန်ယုံမှာဗီဇာလျှောက်ထားလိုပါက အွန်လိုင်းပိုကင်ကိုကြိုတင်ရယူပြီးမှသာလာရောက်ရှောက်ထားနိုင်မှာဖြစ်ကြောင်းဂျပန်သံရုံးကထုတ်ပြန်ပါတယ်။ဒါပြင်ခီးသွားကုမ္ပဏီတွေအလုပ်သမားအေဂျင်စီတွေနဲ့ဂျပန်စာသင်တန်းကျောင်းတွေစတဲ့အဖွဲ့လိုက်ရှောက်ထားတာတွေနဲ့ပတ်သက်ပြီးဂျပန်သံရုံးမှာကိုယ်စားလှယ်ရှောက်ထားခွင့်အဖွဲ့အစည်းအဖြစ်မှတ်ပုံတင်ထားပြီးတဲ့ကုမ္ပဏီဒါမှမဟုတ်အဖွဲ့အစည်းတွေထံကအီးမေးလ်ကနေတဆင့် ကိုပိုင်အသုံးပြုနိုင်တဲ့ URN ကိုမေးပို့ပေးမှာဖြစ်ကြောင်းအဆိုပါ URN ကနေတဆင့်ကြိုတင်ဖို့ကင်ရယူနိုင်ကြောင်းဆက်လက်ပြီးဗီဇာလျှောက်ထားသူတွေအနေနဲ့ပို့ပေါင်းကူညီနိုင်ဖို့မြေတားရက်ခံကြောင်းရန်ကုန်မြို့မှာရှိတဲ့ဂျပန်တန်ယုံကထုတ်ပြန်ထားပါတယ်ရန်ကုန်မြို့မှာရှိတဲ့ထိုင်းတန်ယုံမှာလည်းဗီဇာလျှောက်ထားသူများပြားတဲ့အတွက်အွန်လိုင်းဘွတ်ကင်ရယူပြီးမှသာလျှောက်ထားဖို့ပြီးခဲ့တဲ့နှစ်ကလေးကရန်ကုန်မြို့မှာရှိတဲ့ထိုင်းတန်ယုံကထုတ်ပြန်ထားပါတယ်။